စကောက်စီရဲ့အုတ်ချုပ်ရီရီစတင်နေတဲ့လာရှိုးမြို့မှာမြမစီဝါရေးဘဏ်ကို ပြန်ဖွင့်လိုက်ပါတယ်ခေါ်ဆောင်သတင်းပေးပို့ထားတာပါရှင်တရုတ်နိုင်ငံရဲ့ဂျာဝင်မှုနဲ့လာရှိုးမြို့ပေါ်ကိုစစ်ကောင်စီက MNDAA ကိုကန်တက်စီကနေလွှဲပြောင်းယူပြီးတလကျော်အကြာဇွန်လ3ရက်နေ့မှာမြမစီဝါရေးဘဏ်ကိုပြန်လည်ဖွင့်လှစ်ခဲ့တာပါအဲ့လိုဘဏ်ပြန်ဖွင့်လိုက်တာဟာလုပ်ငန်းရှင်တွေကုန်တယ်တွေနဲ့အခြေခံလူရန်းစားတွေအတွက် အလောက်ကန်ခွန်းလန်းနေပြန်လဲပွင့်လင်းလာနိုင်တယ်လို့မြို့ကန်တွေကဆိုပါတယ်။အနေပြန်ဖွင့်တဲ့အချိန်ကျတော့အကုန်လုံးအဆင်ပြေတာပေါ့။ကြီးပွားကြီးလည်းလဲပတ်လာမယ်။အလောက်ကန်ခွန်းလန်းနေလည်းအဆင်ပြေလာမယ်ပေါ့ဗျာ။အကုန်လုံးဒီချိန်မှာအခက်အခဲတွေနဲ့ရင်ဆိုင်နေရတာဆိုတော့ဗန်နေဖွင့်မယ်ဆိုရင်လက်လွတ်လက်စားဆောင်အကုန်လုံးအဆင်ပြေမယ်ပေါ့။ MNDA ကုတ်ကတ်တဲ့ဥဆောင်တဲ့တော်လိုင်းအင်အားစုတွေကရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်လာရှိုးကိုပြီးခဲ့တဲ့နှစ်ဇူလိုင်လက မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီးအော်ဂိုလာမှာထိန်းချုပ်နိုင်ခဲ့ပါတယ်။အဲ့ဒီချိန်ကလေးကပိတ်ထားတဲ့မြမစီဝါရေးဘဏ်ကို အခုပြန်ဖွင့်လိုက်ပြီးအငိမ့်စားစစ်မှုရန်နေနဲ့ဝန်ထမ်းတွေကို ထောက်ပံ့ကြီးတွေထုတ်ပေးနေတယ်လို့ပင်စင်စားတို့ကပြောပါတယ်။ပါမပင်စင်ထုတ်တာရဲ့ဆယ်နာရီ45ပေါ့အဲ့ချင်းလောက်ကနေစတန်းစီရဒီကြားထဲလိုက်မတက်တာနဲ့ဘာဖြစ်တာနဲ့ဆို12နာရီမှထုတ်လို့ရထောက်ပံ့ကြီးဆိုတော့ပင်စင်သားတယောက်3000တလောက်ထုတ်လာခဲ့ပြီပေါ့ဗျာ လာရှုမြို့ကို MNDAA မသိငင်ကအဖက်ဖက်ဖွံ့ဖြိုးတိုးတက်ခဲ့ပြီးကုံွယ်ရင်းနဲ့အလောက်ကန်ခွန်းလန်းကောင်းတဲ့မြို့တစ်ခုဖြစ်ကနိုင်ငံပိုင်ဗန်ဒီအပြင်ပုပ်ပိကဗန်ဒီလည်းဖွင့်လှစ်ထားပါတယ်လက်ရှိ လာရှုမြို့မှာအလုံးလက်မဲ့တွေပြင်ခိုးဆူလူနိုင်ဖောက်တွဲမှုနဲ့ဓမြမှုတွေဇက်တိုက်ဖြစ်ပွားနေပြီးမြမစီပွားရေးဗန်တစ်ခုတည်းကိုလာပြန်လည်ဖွင့်လှစ်နိုင်သေးတာဖြစ်ပါတယ်ကျွန်တော်ခွန်စော်ဦးပါ